ပခုတ်ခုခရိုင်အတွင်းကဒေသတွေဟာဧပြီလကုန်ပိုင်းမှာရာသီဥတုပုံမှုဝူပြင်းလာတာကြောင့်ကံရီခန်းချောက်တဲ့ကြီးရွာတွေနဲ့စက်ရည်ရင်းပြတ်တဲ့ကြီးရွာတွေအတွက်ဟာများပြားလာပြီးတော့အရင်ကထက်တောက်သုံးရီရှားပါမှုကိုပုံမှုကြုံတွေ့လာရတယ်လို့ဒေသခံတွေကပြောပါတယ်။အယ်နီညိုရာသီဥတုနဲ့ကြုံတွေ့နေရစဉ်ပခုတ်ခုခရိုင်အတွင်းမှာရှိတဲ့မြို့နယ်၅ခုကကြီးရွာပေါင်း43ရွာခန့်ရေရှားပါမှုကြုံတွေ့နိုင်တယ်လို့2016နှစ်ဦးပိုင်းကခန့်မှန်းခဲ့ပေမဲ့ကြီးရွာအချို့မှာရှိတဲ့စက်ရည်ရင်းတွေဟာ နေစဉ်အထင်ကြမြင့်စွာမောင်းနေနေရတာကြောင့်ဆက်ပစ်တာတွေကြုံလာရတဲ့အတွက်ရေရှားပါတဲ့ကြေးရွာရေတက်ဟာပုံပုံမြင့်တက်လာတာဖြစ်ပါတယ်။ပခုတ်ကူခရိုင်တွင်မြိုင်မြို့နယ်နဲ့ရေစကြိုမြို့နယ်အတွင်ကြေးရွာတွေမှာတောက်သုံးရေရှားပါမှုကိုပုံမှုကြုံတွေ့နေရပြီးမြိုင်မြို့နယ်အတွင်ကြေးရွာပေါင်း20ခန်းနဲ့ရေစကြိုမြို့နယ်မှာကြေးရွာ9ရွာခန့်တောက်သုံးရေရှားပါမှုကိုကြုံတွေ့နေရပါတယ်။ကြုံတွေ့နေရတဲ့ရေအခက်အခဲနဲ့ပတ်သက်ပြီးပတိုင်းတော်ကြေးရွာကကိုငင်းကြီးကအခုလိုပြောပါတယ်။ ဒီတော့ရေတက်တဲ့ဒီမော်တာဝဲတက်လိုက်တော့ဘယ်လိုကောင်းလဲဒီရေတက်တာစတော့ပင်မကောင်းတဲ့အတွက်လက်ပြန်သွားပြီးတော့ဟိုချွတ်ရွံ့သွားတယ်ပေါ့ဗျာနောက်ဆုံးဒီပွက်ကြီးလိုက်တော့ဟိုပိုက်ပေါက်သွားတယ်ဒီမိုတော်ကောင်းမှလည်းဘောပွဲသွားတယ်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့ဦးစီးပြီးတော့ရှင်းပြအောင်အလုံးလုပ်ခဲ့တာပေါ့ဗျာအော်ဒီလိုဆက်ပြတ်သွားတဲ့အတွက်ကျွန်တော်တို့ကြီးပါမှာရေရာအမှန်တမ်းအကဲကဲဖြစ်တော့ပခုတ်ဘူးမြို့နယ်အတွင်းမှာတောက်သုံးဖို့နဲ့ချက်ပြုတ်ဖို့အတွက် ကရင်ကိုသာအဓိကထားအသုံးပြုရတဲ့ကြေးရွာအချို့မှာလည်းဇာတိဥရုပူပြင်းလာတဲ့အတွက်ကရင်တွေမှာလုံးဝခန်းချောက်သွားခဲ့ပြီးတောက်သုံးရီတစီကိုစက်တထောင်ကနေ1500အထိပေးပြီးဝယ်ယူသုံးဆွဲရတယ်လို့ဒေသခံတွေကပြောပါတယ်။အယ်နီညိုဇာတိဥရုနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာအလဲပိုင်းဒေသတွေတာမကပဲမွန်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊အေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းအနောက်ပိုင်းဒေသကြီးစတဲ့နေရာတွေမှာပါရေရှားပါမှုကိုကြုံတွေ့နေရတာဖြစ်ပါတယ်။